Hello မင်္ဂလာပါဒီနေ့ပေးထားတဲ့မိခွန်းလေးမှာတော့ဂိမ်းမျိုးငယ်စဉ်ကြီးလိုက်စီပေးရမယ်เนาะပေးထားတဲ့ဂိမ်းမျိုးဒီချဲကဒီချာလေးကြည့်ဖို့မှာခြင်းပါတယ်အဲ့တော့ဘယ်လိုဂိမ်းမျိုးတွေ့လဲပထမဂိမ်းတစ်ခုကဘာဂိမ်းလေးလဲဟုတ်တယ်เนาะပထမဂိမ်းတစ်ခုကဒထမဂိမ်းနောက်ထပ်ဂိမ်းလေးတစ်ခုကဂိမ်းရောနဲ့အပိုင်းဂိမ်းနောက်ဆုံး6ကတော့အပြည့်ဂိမ်းလေးပေါ့เนาะသူကမတူတဲ့ဂိမ်းမျိုးပေးထားတယ်အဲ့ဒီပေးထားတဲ့ဂိမ်းနေရာမှာကလေးတို့လုပ်ပေးရမှာကငယ်စဉ်ကြီးလိုက်စီပေးရမှာ ဆိုတော့အငယ်ဆုံးဂိမ်းလေးကိုရွေးရမှာပေါ့နော်အဲ့တော့ဒီမှာပေးထားတဲ့ပုံရဆိုရင်ဒီချေတို့ကအငယ်ဆုံးဂိမ်းကိုဘယ်လိုရွေးမလဲအပိုင်းဂိမ်းတွေရောတထမဂိမ်းတွေရောအပြစ်ဂိမ်းတွေရောဂိမ်းကြီးအမျိုးအစားအများကြီးဖြစ်နေတာဆိုတော့ဒီချေတို့ကဂိမ်းလေးတွေကိုမျိုးအစားတူအောင်ပြောင်းနိုင်ရင်အဆင်ပြေရယ်နော်ဒါဆိုရင်ကလေးတို့ကတထမဂိမ်းနဲ့တွေ့တယ်ချေတို့တင်ရတာတထမဂိမ်းကိုလည်းပိုင်းဂိမ်းပြောင်းလို့ရတယ်ဒါဆိုရင်ပိုင်းဂိမ်းရောတထမဂိမ်းပြောင်းလို့ရလား ုတ်တယ်လीเนาะရတယ်ဒါဆိုရင်ကလေးတို့ကပေးထားတဲ့ရှေ့ရကင်းတစ်ခုလာလေတတမကင်းကိုလာကလေးတို့ကအပိုင်ကင်းပြောင်းလိုက်မယ်ဆိုရင်အဲ့တော့အပိုင်ကင်းအရင်ဆုံးပြောင်းပြီးသွားပြီဆိုပါစို့လွယ်လွယ်လေးနဲ့ကင်းတွေကို compare လုပ်လို့မရသေးဘူးကလေးတို့ကအပိုင်ခြေတွေကိုအရင်ဆုံးညှိပေးရအောင်ပါဆိုတော့ဒါမျိုးဆိုရင်ဒီကလေးတို့ကဒီကြားထဲမှာနှစ်ဆင့်လောက်ကြာသွားမှာ ဲ့လိုမှမဟုတ်ဘဲနဲ့ပြီးထားတဲ့ပိုင်းကင်းဟိုတာပထမကင်းပြောင်းနေတယ်ဆိုပြီးတော့ချိန်ကုန်လည်းတက်တာမယ်မြန်မြန်လေးတွက်လို့ရမယ်ကိုကြိုက်တဲ့နီလနဲ့တွက်လို့ရတယ်เนาะအဲ့တော့ဒီချေကဒီမှာတော့အရင်ဆုံးပြီးထားတဲ့ကင်းရောလေးရယ်ပိုင်းကင်းလေးရယ်ကိုချေကအရင်ဆုံးပထမကင်းဖြစ်အောင်ပြောင်းလိုက်မယ်အဲ့တော့တစ်နှစ်ပိုင်းတစ်ပိုင်းတစ်နှစ်ပိုင်းတစ်ပိုင်းကိုဘယ်လိုပိုင်းကင်းပြောင်းမလဲနှစ်တလီနှစ်တရပေါင်း၃ဒီချေကပိုင်းကင်းလေးဖြစ်အောင်အရင်ဆုံးကင်းရောလေးကိုပိုင်းကင်းဖြစ်အောင်ပြောင်းလိုက်မယ်ပြီးတော့ဒီချေကပိုင်းချေကို၁၀ဖြစ်အောင်ကြိုးစားလိုက်မယ် တော့30ဖြစ်အောင်လို့ပိုင်းဝေရောပိုင်းစီရော9နဲ့လာမြောက်တဲ့အခါမှာ9နဲ့လီ30 3လီ35ဒါဆိုရင်ဖြီးရခြေရဘလောက်ရပြီလဲဆိုတတတမ5အဲ့တော့10ပိုင်း9ပိုင်းကိုလည်းခြေရတတမဂင်ပြောင်းတဲ့အခါမှာဆိုရင်တုံညတတမခွန်မဲလीเนาะဒါဆိုသိပ်မလွယ်ဘူးအော် sorry သိပ်ဘာမှသိပ်မလို့တော့ဘူးသိပ်မလွယ်ဘူးတော့ဖြစ်သွားတယ်အဲ့ဆိုရင်ခြေရဒီမှာဆက်သွားမယ်နော်ဒါလေးဆိုရင်ခြေတတမကရင်ဆုံးပြောင်းလိုက်မယ်ပြီးသားရင်ခြေရအဲအရင်ဆုံးဒီရှေ့ကအရှိဆုံးကဂိမ်းတွေကိုခြေရခွန်ပဲလုပ်မယ်နော် အမအငယ်ဆုံးဂိမ်းကဒီမှာ၃ညတရမခွန်က၃ညတရမခွန်ဒီနှစ်ခုမှာပဲဂိမ်းကငယ်လေဟုတ်တယ်เนาะ၃ညတရမခွန်ကငယ်တယ်ဒါဆိုရင်သူ့ကိုချေတော့အရင်ဆုံးရေးရမယ်ပြီးတော့မှ၃ညတရမခွန်ကချေတော့အငယ်ဆုံးဂိမ်းကိုရေးတာဆိုတော့နောက်ထပ်ဂိမ်းကဘာဂိမ်းဖြစ်မလဲဟုတ်တယ်เนาะတိတိတမ3ပြီးသွားမှာတိတိတမ5ဒါဆိုရင်နောက်ဆုံးမှာ6ကအကြီးဆုံးပေါ့เนาะဒါဆိုရင်ခြေတို့ငယ်စဉ်ကြီးလိုက်စီစီတက်သွားပြီအဲဆိုရင်ဒီလိုလေးခြေစီလိုက်တော့မယ်เนาะ ဲ့တော့စီးတဲ့အခါမှာဆိုရင်ကျေတို့ဂိမ်းတွေကို original fraction တွေ original gain တဒမဂိမ်းတွေအတိုင်းပြန်ရေးဖို့လိုတယ်။ဒီရှေ့ကဒီမှာအပိုင်းဂိမ်းတွေကိုတဒမဂိမ်းပြောင်းထားတာဖြစ်တဲ့အတွက်ကျေကဒီငယ်စဉ်ကြီးလိုက်စီးတဲ့အခါမှာဆိုသူ့ရဲ့ငွေအပိုင်းဂိမ်းကိုပြန်ရေးပေးရမယ်။ဒါဆိုရင်10ပိုင်း9ပိုင်းအဲဒီမှာ3ညတဒမ9 5တိတ္တမ3 3တိတ္တမ5ဆိုတာတိ2ဘိုင်းတစ်ဘိုင်းလीเนาะအဲ့တော့ဒီမှာငโกမူလ fraction ကိုပြန်ပြီးစီပေးဖို့မမေ့နဲ့เนาะ